မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတိဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖက်စစ်ကောင်းစီထံကိုပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမည်ပြစီရင်သွင်းကြောင်းစစ်တပ်လက်အောက်ခံဗဟိုဘဏ်ကကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NLD အစိုးရလက်ထက်2016ခုနှစ်ကနေ2020ခုနှစ်အတွင်းမှာပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြံဖက်စစ်ကောင်းစီက၎င်းရဲ့လက်အောက်ခံဗန်များအတွင်းကိုနိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ဖိအားပေးခဲ့တယ်လို့ သိရပါတယ်ဒါပေမဲ့ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်အရသိရပါတယ်ဂျွန်လ23ရက်နေ့ရဲ့စီစစ်ချက်အရာ2016ခုနှစ်ကနေ2020ပြည့်နှစ်အတွင်းပို့ကုန်တင်သွင်းခဲ့ပြီးတော့ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကြံရှိနေတဲ့ပူရဲပါကုမ္ပဏီ169ခုဟာ နိုင်ငံသားသုံးငွေစီမံခန့်ခွဲမှုဥပဒေစီမံအမိန့်ကြော်ညာစာတို့မှာပါတဲ့သတ်မှတ်ချက်များအားလိုက်နာခြင်းမရှိတဲ့အတွက်ကုမ္ပဏီနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ဝင်များအားအမည်မဲစင်း blacklist ထည့်သွင်းကြောင်းကြေညာအပ်ပါသည်လို့ရေးသားထားပါတယ်။အဲဒီနောက်စီကောင်စီရဲ့လက်အောက်ခံဘဏ်များကိုနိုင်ငံသားငွေများပြန်လည်ထည့်သွင်းပေးရန်စစ်တပ်ကကုမ္ပဏီများကိုထပ်မံဖိအားပေးခဲ့တော်လဲလိုက်နာခြင်းမရှိဘူးဆိုပြီးတော့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ဝင်များအား blacklist အမည်မဲ့စီးရင်ကိုထည့်သွင်းကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ်ရန်ကုန်အခြေဆိုင်ပို့ကုန်သွင်းကုန်တမားတို့ကတော့စစ်ကောင်စီကနိုင်ငံသားငွေနှဲပါလာတဲ့အတွက်အရင်က NLD အစိုးရလက်ထက်ကပို့ကုန်ရငွေနိုင်ငံသားငွေချေစရင်ဟောင်းတွေကိုပြန်လှန်ပြီးတော့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုနိုင်ငံသားငွေတွေစစ်တပ်လက်အောက်ခံဗန်တွေထဲကိုထည့်သွင်းဖို့အတွက်ဖိအားပေးနေခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။အခုလိုမျိုးအေးအေးယူမှုကြောင့်ပို့ကုန်လုပ်ငန်းများလဲပတ်မှုကိုထိခိုက်နေပြီးတော့မူဝါဒများမတည်မငြိမ်ဖြစ်စေတယ်လို့ပြောဆိုထားပါတယ်။ပို့ကုန်တင်ပို့မှုတွေပုံမှန်လဲစစ်တပ်ကတင်းကျပ်မှုတွေနဲ့ ကြီးညာချက်များကအကြီးအကျယ်တိုက်ရောက်နေတယ်လို့တုံးသက်ပြောဆိုထားပါတယ်အမည်ပြစရင်ကြီးညာတဲ့အပြင်စစ်ကောင်စီကပို့ကုန်ကုမ္ပဏီများကိုထောင်ချအရေးယူတန်းခတ်မယ်လို့ချိန်ချောက်ထားပြီးတော့နိုင်ငံသားသုံးငွေစီမံခန့်ခွဲမှုကော်မတီ FEML အခန်းဆက်တဲ့ပုံမှန်38ခခွေးမှာမြေသူမြ ပို့ကုန်ရငွေအားလုံးကိုတတ်မှတ်ကာလအတွင်းမှာနိုင်ငံတော်အတွင်းမှာရှိတယ်၎င်းရဲ့ဘဏ်ငွေစည်ရင်းတဲ့ကိုနိုင်ငံသားသုံးငွေဖြည့်သွင်းရန်ပြက်ကွက်ချက်မရှိသေးရဟုတ်၎င်းအဲ့ဒီတားမြစ်ချက်ကိုဖောက်ပြက်ကျူးလွန်မှာက FEML ပုံမှ40နှစ်ကာကြီးအရာထိုးသူကိုတစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နေရစလုံးကိုဖြစ်စေချမှတ်ရမယ်ဟုတ်၎င်းပြဋ္ဌာန်းထားကြောင်းသိရပါတယ်။ဒါကြောင့်ပို့ကုန်တင်သွင်းသူများအနေနဲ့သတ်မှတ်ကာလအတွင်းမှာပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရန်ဆောင်ရွက်ရမယ်လို့ဆက်လက်ချိန်ချောက်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတမူးမြို့မှာအစိုးရဘဏ်မှာငွေသားတွေပြက်လက်နေတာကြောင့်စစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေကိုဇွန်လအထွတ်လစာထုတ်မပေးနိုင်ဘူးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတမူးမြို့မှာရှိတဲ့အစိုးရဘဏ်များမှာငွေသားတွေဖြည့်တင်းနိုင်ခြင်းမရှိတာကြောင့်အခုလိုမျိုးငွေသားပြက်လက်မှုတွေကြုံနေရတယ်လို့ဆိုပါတယ်။ ဘန်းမှာငွေသားပြက်လက်နေတာကကြာပါပြီ။ကားနဲ့တဲဘုတ်ကလည်း PDF တွေကလမ်းမှာဖြတ်သိမ်းခံရမှာကြောက်လို့ဝန်ထမ်းလာစားတွေကိုလကုံကနေရင် Husky နဲ့လာလာပို့ပေးနေပါတယ်။အခုလကဘန်းမှာလည်းငွေသားမရှိ Husky ကလည်းမလာတော့ဝန်ထမ်းတွေကိုလစားဘလို့ထုတ်ပေးလို့ရတော့မှလဲလို့ဝန်ထမ်းတွေနဲ့နှိဆက်သူတို့ကပြောပြထားပါတယ်။စစ်ကောင်စီကတမုံမြုံမှာရှိတဲ့အစိုးရရဲ့ရုံးပိုင်းဆိုင်ရာစာရွက်စာတမ်းများစေယုံတုံးစေဝါများနဲ့ဝန်ထမ်းလာစားများကိုကားလမ်းအတိုင်းမတည့်ရဲကြတော့ပဲ Husky ကိုအသုံးပြုပြီးတော့တည်ယူနေရတာပဲဖြစ်ပါတယ်။လစားမရတော့ အခုခေတ်ကုံစင်းလုံးနဲ့ဆိုငတ်တဲ့ဝန်ထမ်းတွေငတ်နေကြတာပေါ့ကွာ ညာရေးဝန်ထမ်းတချို့ကတော့ကျူးရှင်တင်နေကြတော့လာစာမေရလဲသူတို့အတွက်အဆင်ပြေပါတယ်အောက်ခြေဝန်ထမ်းလာစာကနှစ်သိန်းမှာလက်ရှိကုန်စည်နှုန်းနဲ့တစ်လရက်30ဘလို့ရက်တည်မလဲလာစာရနေတာတော့မှမလောက်မကဖြစ်နေတာလာစာပါမရဘူးဆိုရင်တော့ငတ်တေဖို့ပဲရှိတော့တယ်လို့အမည်မဖော်လို့တဲ့ဝန်ထမ်းတို့ကရှင်းပြထားပါတယ်အခုလိုမျိုးစစ်ကောင်စီကတမိုးမြို့မှာ၎င်းတို့ရဲ့အောက်ခြေဝန်ထမ်းများကိုဇွန်လအတွက်လာစာထုံမပေးနိုင်မှုအပေါ်ဝန်ထမ်းတွေအတွက်အခက်အခဲအများကြီးကြုံနေရတယ်လို့သိရပါတယ်တမိုးခရိုင်အတွင်းမှာတော်လိုင်းအရာစုများက တမူးအထက်ပိုင်းမြို့တင်မြို့နယ်နဲ့တမူးအောက်ပိုင်းခမ်းဘတ်မြို့နယ်များကိုထိန်းချုပ်နေတာကြောင့် CDM မလုပ်တဲ့နန်း CDM ဝန်ထမ်းတွေကိုစစ်ကောင်စီကတမူးမြို့ပေါ်မှာရှိတဲ့သက်ဆိုင်ရာဌာနများကမြို့ပေါ်ဝန်ထမ်းတွေနဲ့တွဲလုပ်စေခဲ့တာဖြစ်ပြီးတချို့ဝန်ထမ်းတွေကတော့နာစာကိုပဲမိသားစုစားဝတ်နေရေးအတွက်မျှော်ကိုးနေရတာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းရေကြီးမြို့နယ်နဲ့လေးမြနာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်ရာပြည်သူ၉ဦးသေဆုံးပြီးအယောက်၂၀ထိခိုက်ဒဏ်ရာရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၅ရက်နေ့ကနေဇွန်လ၃၀ရက်နေ့အထိရေကြီးမြို့နယ်အခြေဆိုင်အမတ၃၄၄တပ်စခန်းနဲ့ရေကြီးမြို့နယ်လေးမြနာမြို့နယ်တို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေကစစ်ကောင်စီတပ်သားများကပြည်သူတွေနေထိုင်တဲ့ကျေးရွာများကိုလေယာဉ်ဒရုန်း လေထီပါရာမော်တာလက်နက်ကြီးမီးလောင်ဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ အကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာလေးမြနာမြို့နယ်မှာရှိတဲ့လဲခုံကြီးရွာ၊စောပြရွာ၊ဂွေးပင်တောက်ရွာ၊တုံးတော့ရွာ၊ရှမ်းကွင်းရွာနဲ့စေတလုံးတောင်ဇေဒီအောက်ခြေမှာနေထိုင်တဲ့အသက်50အရွယ်ဒေါ်ချိုမာဦး၊အသက်59နှစ်အရွယ်ဒေါ်မြင့်မြင့်တန်း၊အသက်80အရွယ်ဒေါ်စည်းဝက်၊အသက်45နှစ်အရွယ်ဒေါ်ခင်ဆန်းဝင်း၊အသက်10နှစ်အရွယ်မောင်အောင်ရဲသူ၊အသက်18နှစ်အရွယ်မောင်ချစ်ကိုကိုအသက်85နှစ်အရွယ်ဦးချင်းနဲ့အသက်85နှစ်အရွယ်ဦးချေအသက်28နှစ်အရွယ်ဦးကျော်စင်ထက်နဲ့အသက်20အ ရွယ်ကိုဖြိုးကြီးတို့တိတ်ဆုံသွားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်မှုအတွင်းမှာလေးမျက်နှာမြို့နယ်နဲ့ရေကြီးမြို့နယ်မှာရှိတဲ့ကွင်းကြီးကြီးရွာအုပ်စု၊ရွာသေးကြီးကြီးရွာအုပ်စု၊ဝက်ကုန်းကြီးရွာအုပ်စုနဲ့ချင်းလက်ကြီးရွာအုပ်စုတို့ကပြည်သူအယောက်20လဲထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။အေအော်ဒီတိုင်းအတွင်းတွန်လိုက်တပ်ဖွဲ့များကတိုက်ပွဲများတိုးချဲ့လာတာနဲ့အများစစ်ရေးရရှုံးနေနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ဟာ တရေဘောဆန်းစွာအယတပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေဟာနေ့စဉ်နဲ့အမျှဇက်တိုက်ပြုလုပ်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီရဲ့စက်ဆုပ်ရုံးရှားပွဲအားလောက်ရများကြောင်းအတအိုးအိမ်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ပြည်သူလူထုများရဲ့မိသားစုများနဲ့ထတ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရပြီးတော့ပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့အကြမ်းဖက်စစ်ခွေးကောင်စီအပေါ်လဲအပြင်းထန်ဆုံးလက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ AYA PDF MN29 ဗျူဟာကပြောဆိုထားပါဗျ။ ထုတ်ပြန်ချက်အတိုင်းပါပဲခင်ဗျာအင်တာဗျူးဖြေချဖို့သဘောထားမှတ်ချက်ပေးဖို့မရှိသေးပါဘူးခင်ဗျာလို့ AYA PDF အဖွဲ့အမှတ်29ဗျူဟာကတောင်းရှိသူကပြောပြထားပါတယ်ရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့ AOD တိုင်းအတွင်းမှာ AA ကစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်နေပြီးတော့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့အရခတက်တော် AA ကတရားဝင်ထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကိုတောင်းအချင်းထောင်မှာနိုင်ငံရေးပုံမှန်များနဲ့အချင်းချခံထားရတဲ့အသက်54နှစ်အရွယ်နိုင်ငံရေးအချင်းသားဦးအေးလွယ်ဟာစေကူတာခွင့်မရဘဲနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ26ရက်နေ့ည9နာရီအချိန်မှာကော်တောင်းအချင်းထောင်အတွင်းမှာနိုင်ငံရေးပုံမှများနဲ့အချင်းချခံထားရတဲ့အသက်54နှစ်အရွယ်ဦးအေးလွင်ဟာနာမကျန်းဖြစ်နေတဲ့အတွက်ထောင်ထဲကနှစ်မိုင်ဆေးရုံကိုပို့ဆောင်ခဲ့တော်လဲအချင်းနဲ့တပြင်းညီလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိပဲနှစ်မိုင်ဆေးရုံမှာတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်လက်တလောစီစစ်စောင့်ကြည့်မှုများအရာအချင်းထောင်များမှာဆေးဝါးစောင့်ရှောက်မှုတွေလုံလောက်စွာမရှိတဲ့အတွက်တည်ဆုံခဲ့ရတယ်နိုင်ငံရေးအချင်းသားအရေးအတွက်ဟာ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ30ရက်နေ့အထိ73ဦး အထိရှိလာပြီဖြစ်တယ်လို့သိရပါဗါဒ်အကြမ်းမဲ့စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားများရဲ့တိတ်ဆုံးမှုသတင်းများကိုပြင်ပကိုမပေါက်ကြားစေရန်သတင်းများဖုံးဖိခြင်းမိသားစုဝင်များကိုလက်မှတ်ထိုးကမ်းပြီးတော့အကြက်ကန်ခြင်းချင်းချောက်ချင်းများလှုပ်ဆောင်နေတယ်လို့ကိုတိုက်ထိုးကရှင်းပြထားပါတယ် ပြင်ပကိုတရင်မပေါက်ကြားဖို့အချင်းဦးစီးဌာနရောရဲတပ်ဖွဲ့ကရောတရင်မပေါက်ကြားရေးလှုပ်ဆောင်ထားတာတွေတွေ့ရပါတယ်။ဒါအပြင်အခုနောက်ပိုင်းမှာမိသားစုဝင်တွေကိုပါမိမိတို့ရဲ့မိသားစုဝင်နိုင်ငံရေးအကျဉ်းသားတေဆုံးတာမျိုးဖြစ်ခဲ့ရင်အွန်လိုင်းကိုမတင်ဖို့ပြင်ပကိုတရင်မပေါက်ကြားစေဖို့လက်မှတ်တွေထိုးခိုင်းတာတရင်ပေါက်ကြားရင်အေးအေးယူမယ်ဆိုတာမျိုးချင်းချောက်တာမျိုးတွေရှိနေပါတယ်။ဒါကြောင့်မလို့တရင်တွေရဖို့ခက်ခဲလာတယ်။မြေပြင်မှာနိုင်ငံရေးအကျဉ်းသားတေဆုံးမှုဟာဒီထက်ပုံမို့ပြီးတော့များပြားနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထိုးဦးကရှင်းပြထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကလည်းမန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးအိုးဘိုထောင်အတွင်းမှာမတရားဖမ်းဆီးချုံနောက်ခံထားရတဲ့အချိန်ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်များထဲမှာစံမာရေးစောင့်ရှောက်မှုတွေလုံလုံလောက်လောက်မရရှိမှုနဲ့ ဖိနှိပ်မှုများကြောင့်နိုင်ငံရေးအကျဉ်းသားများအသက်ဆုံးရှုံးနေရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့2025ခုနှစ်ဇွန်လတက်တရပတ်အတွင်းမှာလောက်ကျမ်းပတ်စီကောင်စီတပ်ရဲနဲ့ပြည်သူ့စစ်စုစုပေါင်း73ရောက်အလင်းဝင်လာပြီးတော့78ရောက်ကိုစစ်တုံးမှအဖြစ်နဲ့ဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့ကနေ21ရက်အတွင်းအလင်းဝင်လာတဲ့စီကောင်စီတပ်ဖွဲ့ဝင်73ရောက်ထဲက10ရောက်ဟာစစ်သားတွေဖြစ်ပါတယ်။တနင်္သာရီတိုင်းက8ရောက်၊သခိုင်းတိုင်းနဲ့ပဲခူးတိုင်းက10ရောက်စီဖြစ်ပြီးအဲ့ဒီထဲက6ရောက်ဟာစစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့အထဲကမကွေးတိုင်းကရဲတယောက်နဲ့ပြည်သူ့စစ် ယောက်စကိုင်းတိုင်းကပြည်သူစစ်တယောက်လည်းပါဝင်တယ်လို့ပြည်သူ့ဘန်းနိုင်ကပြောဆိုထားပါတယ်စစ်တုံးဘန်းအဖြစ်နဲ့ဖမ်းဆီးခံထားရတဲ့စစ်သား18ယောက်ကတော့မကွေးတိုင်းက18ယောက်နဲ့မန္တလေးတိုင်းကတယောက်ဖြစ်တယ်လို့သိရပါတယ်ပြည်သူ့ဘန်းနိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လတတိယပတ်အထိအလင်းဝင်လက်နက်ချစစ်တုံးဘန်းစုစုပေါင်း1426ယောက်အထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ